အဲကျမဒီနေ့စစ်စင်ရမှာကလည်းဘုန်းတော်နဲ့ပြည့်စုံသောအသင်းတော်အခန်းတည်းဖရာသခင်ဤအကျံစီတော်နဲ့ဖရာဤအနာယူခြင်းခေါင်းစဉ်အောက်ကခေါင်းစဉ်လေးဖြစ်တဲ့ရွေးနှုတ်ခြင်းနဲ့ဖန်ဆင်းခြင်းဆက်ဆက်ပုံဖြစ်တဲ့အော် page 23 24 25ဖြစ်ပါတယ်လို့ page 24မှာတော့ဘေးနှုတ်ခြင်းနဲ့ဖန်ဆင်းခြင်းတို့ရဲ့ဆက်ဆက်ပုံကို ကျမတို့ကမှတ်သားဖို့လိုအပ်တယ် ဓမ္မချမ်းကရွေးနှုတ်ခြင်းတစ်ခုတည်းကိုပဲပြောတယ်လို့လည်းမထင်သင့်ဘူးတဲ့ရွေးနှုတ်ခြင်းအပြင်ဖန်ဆင်းခြင်းလည်းရှိတဲ့အတွက်ဖခင်ကို ကျမတို့ကကျေးဇူးတင်ရမှာဖြစ်တယ်ဖခင် ကျမတို့အတွက်ကြိုတင်ပြင်ဆင်ချက်အားလုံးကိုဖန်ဆင်းခြင်းအပြင်ကျမတို့ကိုသိစေတယ်အဲ့တော့ ဒီမှာတော့ကျန်းစာရီတော့မပါဘူးပေါ့နော်ဒါမဲ့ကျမဓာတ်ပြင်တဲ့အခါမှာကျမခေါင်းထဲထဲမှာရင်ထဲမှာဖျားထွက်လာတဲ့ဟာလေးတွေပါကျမနည်းနည်းထည့်တယ်ပေါ့နော်ကဘာဦးချက်အခန်းကြီး1အငယ်3မှာဖန်ဆင်းခြင်းအကြောင်းကို ကျမတို့အားလုံးအရှိမလဲသိခဲ့ပြီးဖြစ်တယ်ဖျားကလူကိုမဖန်ဆင်းခင်လူအတွက်လိုအပ်တဲ့အလင်းမိုးမျက်နှာချက်ညဦးနဲ့နန်းနဲ့ကိုပင်လဲမျက် ပင်စဘာပင်တစ်တီးဖြစ်စေတဲ့တစ်ပင် နေလကျဲအသက်ရှင်လှုပ်ရှားတတ်တဲ့ဒိဋ္ဌံကငှက်မျိုးပေါင်းအသက်ရှင်သောတတဝါတားရင်သားရဲ့မြေပေါ်မှာတွားထက်တဲ့ဒိဋ္ဌံတွေကိုဖန်ဆင်းပြီးမှ ကဘာဦးတ26ရောက်လာတဲ့အခါမှာဖုရားကငါတို့ပုံတံတန်နှင့်တဏီတံတန်ဒီ လူကိုဖန်ဆင်းခဲ့တယ်ပေါ့နော်ပြီးတော့ပြီးတော့အဲ့လူကိုပင်လယ်ငါးတို့ကို၎င်းမိုးကောင်းခင်ငှက်တို့ကို၎င်းတားရင်တို့ကို၎င်းမြေတပြင်းလုံးနဲ့တကွာမြေပေါ်မှာ တွားတက်တဲ့တိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးစေဆိုပြီးတော့ဖန်ဆင်းခဲ့တာဖြစ်တယ်အဲ့ဒါကဖန်ဆင်းခြင်းရဲ့ဖျက်ဆင်းခြင်းအားလုံးရဲ့ဖျားရဲ့ရည်ရွယ်ချက်ဖြစ်တယ်ဆိုတာ ခုဒီထဲမှာရှိတဲ့အကုန်လုံးပေါ့နော်ညီကိုမောင်မတွေအားလုံးကရှေ့ကသင်္ကန်းစာတွေနဲ့တည်ပြီးသားဖြစ်ပါတယ်လို့ဖန်ဆင်းခြင်းကဖျားသခင်ရဲ့ထာဝရရည်ရွယ်ချက်ကိုထင်ရှားစေတယ်ဖန်ဆင်းခြင်းကဖျားသခင်ရဲ့စစ်မှန်ခြင်းကိုလည်းပေါ်ပြတယ်ရွေးနှုတ်ခြင်းကဖန်ဆင်းခြင်းထက်ပိုပြီးမမြင့်မားနိုင်ဘူးဆိုတာကိုလည်းကျမတို့ကသိရမယ် အဲ့တော့အဒီမှာမေးခွန်းမေးထားတယ်ပေါ့နော်ရွေးထုတ်ရွေးနောက်ချင်းဆိုဒီမှာအပင်နီးတဲ့အဲ့တော့အာဒါကျမရတာလေးပေါ့နော်ဒီဟာပြင်နေနဲ့ပထမလူအာဒန်နဲ့လူမိမအေးဝတို့ဟာဖျားစားစေခြင်းနဲ့အသက်ပင်ကိုမစားဘဲအဖြစ်သမားစာတန်ဖျားသခင်ရဲ့ရန်သူစာတန်ရဲ့သွေးဆောင်မှုကြောင့်ကောင်းမကောင်းတိကျရအပင်ရဲ့အသီးကို စားလိုက်တဲ့အတွက် လူကကြာဆင်းသွားတယ်လူနဲ့ဖျားကင်းကွာသွားတယ်လူရဲ့ဝိညာဉ်တေသွားတယ်အဲ့ဒီအတွက်ကြောင့်ဖျားသခင်ကသူ့စီမံကိန်းရည်ရွယ်ချက် အကောင့်ထဲပြန်ပေါ်ဖို့အတွက်ပြန်လုပ်ရတယ်ပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုတော့ရွေးနှုတ်ခြင်းဖြစ်တယ်အဲ့တော့ဖန်ဆင်းခြင်းအပြင်ဖျားသခင်မရခဲ့တဲ့အရာများကို ပြန်လည်ရယူခြင်းလည်းဖြစ်တယ်လူကိုရွေးနှုတ်ခြင်းလုပ်တဲ့အခါမှာ တခြားဘာအရာနဲ့မှရေးနှုတ်လို့မရဘူးယေရှုအဖြစ်မဲ့ရေးနှုတ်နိုင်တယ်ဆိုတာကျမတို့သိရမယ်ရေးနှုတ်ခြင်းမှာဖျားသခင်ကမိသည့်အသက်ဆန်းကိုမှယူမလာဘူးကျမတို့အတွက်အစင်သစ်ရှိခဲ့တဲ့အရာကိုကျမတို့ဆုံးရှုံးသွားတဲ့အရာကိုပဲပြန်လည်ရယူခြင်း ဖြစ်တယ်ရေးနှုတ်ခြင်းအဖြစ်ဖျားသခင်ကဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကို ပြန်ရစေတာဖြစ်တယ် ရွေးနှွေးခြင်းဆိုတာပြန်လဲရယူခြင်းနဲ့ပြန်လဲရယူရရှိခြင်းလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ရွေးနှုတ်ခြင်းဆိုတာကဖန်ဆင်းခြင်းမှာရှိတဲ့ဘုရားသခင်ရဲ့ရည်ရွယ်ချက်ရည်ရွယ်ချက်တွေပြန်လဲပြည့်စုံဖို့အတွက်လုတ်ခဲ့အတွက်လုတ်တာပေါ့နော်ရွေးနှုတ်ခြင်းဆိုတာက ဖျားခင်ရဲ့တာသမီများကရွေးနှုတ်ခြင်းသာအရာခတ်သိမ်းဖြစ်တယ်လို့ယူမှတ်ပြီးတော့တဲ့ဖန်ဆင်းခြင်းကိုအထင်မသေးသင့်ဘူးဘာလို့လဲဆိုတော့ဖန်ဆင်းခြင်းကကျမတို့အတွက်ဖျားဘာတွေဖန်ဆင်းခဲ့တယ်ဆိုတာကိုတွေ့ရတယ်ဖန်ဆင်းခြင်းထဲမှာပေါ့နော်အဲ့ဒီအရာတွေကို လူက အုပ်စိုးဖို့ဖြစ်တယ်ဖျားခင်ရဲ့ရည်ရွယ်ချက်စီမံကိန်းတွေကိုလည်းဖန်ဆင်းခြင်းအแทမှာပဲကျမတို့ကတွေ့မြင်ရတာဖြစ်တယ် အဲ့တော့ဖျားခင်ရဲ့တခုတည်းသောရည်ရွယ်ချက်လည်းဖြစ်တယ်ပေါ့နော်အာအဲ့တော့ရွေးနှုတ်ချင်းကကျမတို့နဲ့ဆက်ဆိုင်တယ်ရွေးနှုတ်ချင်းကကျမတို့ကိုကယ်တင်ခြင်းသာရအသက်ကိုလည်းရစေတယ်အကျိုးကိုလည်းဖြစ်စေတယ်အဲ့တော့အာဒါကျမရရှိတာလေးပေါ့နော်ရွေးနှုတ်ချင်းကသခင်ယေရှုခရစ်တော်အားဖြင့်ကျမတို့ရဲ့တည်နေတဲ့ဝိညာဉ်ကို ပြန်ရှင်စေခဲ့တယ် အဲ့ခါမှာကျမတို့ကကဲတင်ခြင်းရတယ်ကျမတို့ရဲ့ဝိညာဉ်ကငရေမသွားရဘူးသာဝရအသက်ကိုရတယ်ဖះရနဲ့ပြန်လဲပြီးတော့တင့်မြတ်ပြီးတော့ဖះရနဲ့ကျမတို့ကမိတ္တဟာယပြန်ဖွဲ့နိုင်ခဲ့တယ်ပေါ့နော်ဖန်ဆင်းခြင်းကတော့တဲ့ဖះသခင်ရဲ့အလိုတော်နဲ့ဆက်ဆိုင်တယ် ရွေးနှုတ်ခြင်းနဲ့ကျမတို့ဆက်ဆိုင်မှုကတော့တဲ့လူရဲ့အကျိုးအထွက်ဖြစ်တယ်ရွေးနှုတ်ခြင်းကလူရဲ့အကျိုးအထွက်ဖြစ်တယ်ပေါ့နော်ကျမတို့ဝိညာဉ်ငရေတွားရမယ့်အရေးကဖရားကကျမတို့ကိုကယ်ခဲ့တယ်ဖန်ဆင်းခြင်းနဲ့ကျမတို့ဆက်ဆိုင်မှုက ဖရားသခင်ရဲ့စီမံကိန်းအတွက်ပဲဖြစ်တယ်ကျမတို့ဟာအေဝင်ဂေလိ၌သာအာယုံပြုခြင်းမဟုတ်ဘဲနဲ့ဖရားသခင်ရဲ့စီမံကိန်း ဖျားသခင်ရဲ့အလုတ်များနိုင်လဲဂယုဆိုင်ဖို့အတွက်လိုအပ်တယ်လို့ရေးထားတယ်နော်အရင်ဆုံးကျမတို့ကယုံကြည်သူဖြစ်ရမယ်ယုံကြည်သူ ဖြစ်လာတဲ့အခါမှာ ကျမတို့ဟာရွေးနှုတ်ခြင်းအကျိုးကျေးဇူးတစ်ခုသာမကဘဲနဲ့ພັນຊင်းຈင်း၌ພະຍາທະຄິນရဲ့ຍີ່ເວແຈກကိုແລຈມ້າໂລກະຕິດຊິຍາມາဖြစ်တယ်ສາມແນນາ25ຫູຍောက်ລະແດ່ອາຄາມາ ရင်းနှုတ်ခြင်းမရှိရင်တဲ့ဖရာသခင်နဲ့တော်ဆက်နိုင်ပြီမဟုတ်ပေလို့တွေ့ရတယ်ပေါ့နော်အဲ့တော့ရင်းနှုတ်ခြင်းရဲ့အဓိကဖြစ်တဲ့သခင်ယေရှုခရစ်တော်ကကျမတို့ရဲ့အပြစ်တွေကို ယူတင်ဝတ်ဆောင်ပြီးကျမတို့ရဲ့အပြစ်တွေတရားမဲ့အရာကို ကျမတို့ကိုစားအသေးခံခဲ့တယ်လက်ဝါးကတိုင်မှာသခင်ယေရှုအသေးခံတော့ခံစင်းခြင်းအလုံး အနှုတ်လက္ခဏာအားလုံးအဆုံးသတ်ပေးခဲ့တယ်ပေါ့နော်ဖျားသခင်ရဲ့စီမံကိန်းဖြစ်တဲ့စာမျက်နှာ196မှာ12ချက်ပေါ့နော်အဲ့ဒီထဲမှာအကုန်လုံးအနှုတ်လက္ခဏာတွေအားလုံးကခရစ်တော်အားဖြင့်သခင်ယေရှုအသေးခံတဲ့အခါမှာအားလုံးကအဆုံးသတ်သွားတယ်။၃ရက်မြောက်တဲ့နေ့မှာသခင်ယေရှုရှင်ပြန်ထမြောက်တဲ့အခါမှာသခင်ယေရှုကိုမိမိကယ်တင်ရှင်မြေလက်ခံတဲ့ကျမတို့ရဲ့ဝိညာဉ်ကလည်းခရစ်တော်နဲ့အတူ ပြန်ရှင်လာတယ်။ပြီးတော့ သခင်ယေရှုထမြောက်တဲ့ခါမှာကျမတို့လည်းထမြောက်တယ်ကျမတို့ဝိညာဉ်ပြန်ရှင်တယ်ပေါ့နော်ဖျားခင်ကကျမတို့ကိုကြည့်တဲ့ခါတိုင်းမှာသခင်ယေရှုရဲ့သွေးတော်ကိုပဲမြင်ရတယ်ကျမတို့ကဖျားသားဖြစ်ရတဲ့အခွင့်ကိုလည်းရတယ်အဲ့တော့ဖျားသခင် ကောင်းငင်အဖနဲ့ကျမတို့ကတားတော်ဆက်ခွင့်လည်းရတယ်ပေါ့နော်အဲ့တော့ကျမတို့ကယ်တင်ခြင်းရပြီးတဲ့ခါမှာဖျားသခင်ရဲ့ရည်ရွယ်ချက်စီမံကိန်းအတိုင်းကျမတို့ဟာဖန်ဆင်းခြင်းရဲ့ပန်းတိုင်ဖြစ်တဲ့ ဖះကလူကိုပေးထားတဲ့အုပ်ဆိုးခြင်းအခွင့်ကိုပြန်ရယူဖို့ဖះကဆက်ပြီးတော့တောင်းဆိုနေတာဖြစ်တယ်အဲ့တော့ဒီတောင်းဆိုချက်ကဘူကောင်းတော်ဖြစ်တဲ့ခရစ်တော်ရဲ့ကိုခန္ဓာဖြစ်တဲ့ကျမတို့အင်္ဂါဝင်တွေပေါင်းစည်းနေတဲ့အသင်းတော်ကိုပေါ်မှာတောင်းဆိုနေတာဖြစ်တယ်တဲ့ရွေးနှုတ်ခြင်းဟာလူများကဲ့တင်ခြင်းရရန်နဲ့အပြစ်လွတ်ခြင်းခံစားရရုံမျှမဟုတ်ဘဲနဲ့ ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကို ကျမတို့ကပြန်လည်ရယူဖို့ဖြစ်တယ်။ဖျားရဲ့ရည်ရွယ်ချက်တစ်ခုကဖျားသခင်ကိုရော်ရိုင်းကကျမတို့လူသားထဲမှာ သူကိုရော်ရိုင်းကိုဝေငှဖြန့်ဖြူးပေးဖို့ဖြစ်တယ်။တကိုးကြည့်ပြီးအရာအလုံးပါဝင်သော ခရစ်တော်ကို ကျမတို့ဝိညာဉ်ထဲကိုဝေငှဖြန့်ဖြူးပေးရန်ဖြစ်တယ်။နောက်ရည်ရွယ်ချက်တစ်ခုကတော့ဤကဘာမြေကြီးတစ်ခုလုံးကို ဖျားသခင်ဖန်ဆင်းဇရဲကလူကိုပေးထားတဲ့အုပ်ဆိုးခြင်းကိုပြန်လဲရယူဖို့ဖြစ်တယ်နောက်တော့ရွေးနုတ်ချင်းကိုတဲ့ဘလူခိုင်းနိုင်ထားလဲဆိုတော့တောင်ထိပ်နှစ်ခုရှားမှရှိတဲ့ခိုင်းခိုင်ဟွမ်းနဲ့ခိုင်းနိုင်ထားနိုင်ခိုင်းနိုင်နိုင်တယ်တဲ့လူတယောက်ဟာတောင်ထိပ်တစ်ခုကနေပြီးတော့ဆင်းလာပြီးတော့နောက်တောင်ထိပ်တစ်ခုကိုတဲ့ရန်ထွက်လာတဲ့အခါမှာဒီတောင်ပေါ်ကနေပြီးတော့ဟိုအောက်ကိုပြန်ဆင်းရတာပေါ့နော်ခိုင်ဟွမ်းရဲ့အနေဆုံးအပိုင်းကိုရောက်တယ်အဲ့ဒီ ဂျိုင်ဝမ်မှာရွေးနှုတ်ခြင်းကိုခံယူရတာဖြစ်တယ်တဲ့ဖះကကျမတို့ကိုဖန်ဆင်းတဲ့အခါဖះကဖះရဲ့အသွင်အပြင်ပုံတံတန်နဲ့ဖန်ဆင်းခဲ့တယ်ပြီးတော့မှုတ်သွင်းတော်မူသောဖះရှင်ရဲ့ဇီဝအသက်ကလူစစ်ဝိညာဉ်ကိုလည်းဖန်ဆင်းခဲ့တာဖြစ်တယ်လူကဖះဖန်ဆင်းစားကအပြစ်မရှိဘူးတတ်ရှင်းတယ်ဆုံးလင်းတယ်ပေါ့နော်တောင်ထိပ်ပေါ်မှာရှိတယ်အဲ့ဒီဟာကတော့ လူကစာရန်ရဲ့သွေးဆောင်ဖျားယောင်းခြင်းခံရတဲ့အခါမှာကြဆင်းသွားတယ်အပြစ်နဲ့ပြည့်သွားတယ်ကျမတို့ဝိညာဉ်ကတည်သွားတယ်တန်ရှင်းတဲ့ဖះနဲ့ကျမတို့ဆက်တွယ်လို့မရတော့ဘူးအဲ့ဒီအခါမှာကျမတို့ဟာတောင်အောက်ဇိုင်ဝန်ထဲမှာကြသွားတာဖြစ်တယ်ဖះသခင်ရဲ့ရွေးနှုတ်ခြင်းဆိုတာကကြဆင်းသွားတဲ့လူကိုတဲ့ကာကွယ်ပေးပြီးချီးမြှောက်မြင့်တင်ပေးခြင်းဖြစ်တယ် အဲ့ဒီခြိုင်ဟွန်းရဲ့အနေဆုံးအပိုင်းမှာလူကိုဖျားကသခင်ယေရှုခရစ်တော်အားဖြင့်ရွေးနှုတ်ခဲ့တာဖြစ်တယ်။နောက်တစ်ခါလူက တောင်ထိပ်ပေါ်ကို ပြန်ရောက်သွားဖို့အတွက်ဖျားကရွေးနှုတ်လှုပ်ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့တစ်ဖက်မှာဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကိုရယူနိုင်ရန်ဖျားသခင်ရဲ့အလိုတော်ကတိမ်မြုပ်သွားခြင်းမရှိဘဲထာဝရဖြောင့်တန်းနေတယ်။နောက်တစ်ဖက်မှာတော့လူဟာကြဆင်းပြီးတော့ဖျားသခင်ထံမှာ ွဲခွာခဲ့ရတယ်လူနဲ့ဖျားသခင်ရဲ့ထာဝရရွယ်ချက်ဟာပိုပြီးဝေးကွာခြင်းဖြစ်ခဲ့ရတယ်ထာဝရမှထာဝရကာလသို့ဖျားသခင်ရဲ့ရည်ရွယ်ချက်ဟာဖြောင့်တန်းသောမင်းကြောင်းတစ်ခုဖြစ်သောကြောင့်ဖျားကလုံးဝသူ့ရဲ့ရည်ရွယ်ချက်ထားခဲ့တဲ့ရည်ရွယ်ချက်ကိုအဆုံးရှုံးမခံဘူးသူ့ရဲ့ရည်ရွယ်ချက် plan A ဆုံးသွားတဲ့အခါမှာဖျားခင်က plan B ကိုပြန်သုံးခဲ့တယ်။ဒါကြောင့်လူကကြာဆင်းသွားတော့လေ plan B ဖြစ်တဲ့ရွေးနှုတ်ချင်းက ရှိနေတာဖြစ်တယ်။ရွေးနှုတ်ချင်းအပြင် လူသည် အောက်သို့ဆင်းရမလို့တော့ပဲပြောင်းလဲ၍အပေါ်သို့တက်ရန်အစပြုလာတာဖြစ်တယ်။လူကဆက်ပြီးတက်လာတဲ့အခါမှာထုံမြင့်ချောင်းက နိုင်ငံတော်တီထောင်သော နေ့အထိ ရောက်လာမှဖြစ်တယ်တဲ့ ကျွန်မတို့ကဖျားသခင်ရဲ့ရင်းနှုတ်ခြင်းရရှိတဲ့အတွက်ဖျားသခင်ကိုကျေးဇူးတင်ရမှာ ဖြစ်တယ်လို့เนาะ brother နီးရပြောထားတယ်ဖျားရဲ့ရွေးရင်းနှုတ်ခြင်းသာမရှိခဲ့ရင်တဲ့ကျွန်မတို့ဟာ လူဟာနှိမ့်တဲ့နှိမ့်ကြပြီးတော့ကြဆင်းနေမှာဖြစ်တယ်တဲ့ပြန်ပြီးတော့နလန်ထူစရာလမ်းလည်းမရှိအောင်ရန်သူစာတန်ကလူကိုပို့ပြီးတော့ဖိနှိပ်ထားတာဖြစ်တယ်ရွေးနှုတ်ခြင်းဟာတဲ့ဖျားသခင်ရဲ့ထာဝရရည်ရွယ်ချက်စီမံဂိမ်းစီတို့ လူကိုပြန်ရောက်စေတဲ့အတွက်ကျမတို့ကဖះကိုပဲချီးမွမ်းစရာအကြောင်းဖြစ်တယ်ပေါ့နော်။ဒီကျမတို့ဒီတားတော်ကိုစွန့်ဒီတိုင်အောင်ခမီးတော်ဖះကျမတို့ကိုချစ်တယ်ခရစ်တော်ကလည်းကျမတို့အတွက်ခါတဲ့ဒီကျမတို့ကြဆုံးတော့ အရာတွေကျမတို့ရဲ့အဖြစ်တွေအားလုံးကိုယူဆောင်ပြီးတဲ့အခါမှာကျမတို့ကိုပြန်ရွေးနှုတ်ခဲ့တာเนาะဒါကြောင့်ကျမတို့ဟာဖျားကိုပဲချီးမွမ်းစရာအကြောင်းဖြစ်တယ်လို့တွေ့တယ်။ဖန်ဆင်းခြင်း၌ဖျားသခင် ဆုံးရှုံးခဲ့တဲ့အရာနဲ့လူရဲ့ကြာစေရောက်ွယ်သွားတဲ့အရာတွေကို ဟိုဖန်ဆင်းခြင်း၌ဖျားခင်ဆုံးရှုံးခဲ့တဲ့အရာနဲ့လူရဲ့ကြာဆင်းခြင်း၌ဆုံးရှုံးပျောက်ကွယ်သွားတဲ့အရာတွေကိုရွေးနှုတ်ခြင်းအပြင်ပြည့်စုံစွာပြန်လည်ရရှိတာဖြစ်တယ်။ဆာမဲလာ26မှာမပြောထားလဲဆိုတော့ကျမတို့ရဲ့အသက်ရှင်ခြင်းနဲ့လှုပ်ဆောင်ခြင်းတွေဟာစစ်မှန်မှုရှိလာဖို့ဖျားသခင်လှုပ်ဆောင်ခဲ့တဲ့အရာတွေကိုသိမြင်ဖို့အတွက်ကျမတို့ကဆုတောင်းရမှာပေါ့နော်။ ကျမတို့ကဖရာတခင်ကကျမတို့ကိုဘာတွေလုပ်ခဲ့လဲဆိုတာတွေကိုကျမတို့ကအင်းကျမတို့ပုံမှာဖရာလုပ်ခဲ့တဲ့အရာတွေအတွက်ပို့ပို့ပြီးတဲ့ခါမှာ net shine ဆိုတာတီးဖို့အတွက်ကျမတို့ကဆွတ်တောင်းရမှာဖြစ်တယ်တဲ့အဲ့တော့ကျမတို့အခုအသက်ရှင်တဲ့အခါမှာငါဆိုတဲ့အတ္တနဲ့အသက်မရှင်မဲ့သုံးပါးတပါးဖရာကိုကျမတို့ရဲ့အแทးကနေအသက်ရှင်ခွင့်ပေးပြီးဖရာလှုပ်ဆောင်ခြင်းနဲ့ ဝိညာဉ်သဘောနဲ့ပြည့်တဲ့စစ်မှန်တဲ့အသက်ရှင်ခြင်းလှုပ်ဆောင်ခြင်းတွေရှိဖို့ကျမတို့ကဝိညာဉ်ဘက်ကိုလှည့်ပြီးဖရာလှုပ်ဆောင်ခဲ့တဲ့ဖန်ဆင်းခြင်းရွေးနုတ်ခြင်းကိုသိမြင်ဖို့အတွက်ကျမတို့ကဆုတောင်းရမယ်ဆိုပြီးကျမရရှိတယ်ပေါ့နော်ကျမတို့ရဲ့လှုပ်ဆောင်ချက်များကသူတပါးကဲတင်ခြင်းရရန်ဝိညာဉ်ငရဲမသွားဖို့ကိုပဲဥတီနေမယ်ဆိုရင်တော့တဲ့ကျမတို့ဟာ ဆုံးရှုံးသူများတာဖြစ်ပြီး ဖျားသခင်ရဲ့စိတ်နှလုံးတော်ကိုကျေနပ်စေမှာမဟုတ်ဘူးလို့ brother နီးကပြောရပါတော့ရွေးနှုတ်ခြင်းနဲ့ဖန်ဆင်းခြင်းနှစ်ခုလုံးပါမှအောင်မြင်ခြင်းကိုလည်းရစေပြီးနတ်ဆိုးရဲ့တကိုးအားလုံးကိုလည်းဖယ်ရှားနိုင်မှာဖြစ်တယ်။လူရဲ့အပြစ်နဲ့ကြဆင်းခြင်းကိုသိမြင်တဲ့အခါမှာဖျားသခင်ရဲ့မေတ္တာတော်နဲ့ဖျားသခင်ရဲ့အခွင့်အာဏာကိုကျမတို့ကကြွေးကြော်ဖို့ပဲလိုတယ်။ အဲ့ဒီခါမှာကျွန်မရရှိတာဘာလဲဆိုတော့ကျွန်မတို့ကလူရဲ့ပြစ်ကြောင့်လူရဲ့ကြဆုံခြင်းကိုသိရမယ်ပြီးရင်ဖះကလူဖြစ်တဲ့ကျွန်မတို့ဖန်ဆင်းကလေးကလူပေါ်မှာထားတဲ့သူ့ရဲ့ရည်ရွယ်ချက်စီမံကိန်းကိုလူကပြန်လဲရရှိဖို့အတွက်လူကပြန်လဲရရှိဖို့အတွက် အဲ့ဒါတွေကိုကျမတို့ကသိရမယ်။သခင်ယေရှုခရစ်တော်အားဖြင့်ပြန်ရွေးနှုတ်ခဲ့တည်တာမက ကျမတို့ဝိညာဉ်ထဲမှာကိန်းဝတ်နေတဲ့အသက်ရှင်စေတတ်သောဝိညာဉ်တော်ဖရားကို100%အသက်ရှင်ဖို့အခွင့်ပေးရမယ်လို့ကျမရရှိတယ်နော်။ဖရားရဲ့သဘောတဘာဝဖရားဖြစ်ခြင်းတွေကိုကျမတို့အထဲမှာထည့်ပေးတည်တာမက ခရစ်တော်မှာပါဝင်တဲ့အရာအလုံးအခွင့်တကူအာဏာများကိုလည်းကျမတို့ကို ပေးခဲ့တာဖြစ်တယ်။ ဒါမှသာသခင်ခရစ်တော်ရဲ့နာမနဲ့ကျမတို့တစ်ဖက်မှာတိုက်ခိုက်တဲ့ရန်သူစာတန်ကိုကျမတို့ကဟန်တာတားဆီးနိုင်မှာဖြစ်တယ်လို့ရရှိတယ်ပေါ့နော်အဲ့တော့ဆက်ပြီးတော့ဒီမှာရေးထားတာကတစ်ချိန်တည်းမှာပင်တဲ့နတ်ဆွဲတကိုးကိုတွန်းလှန်နိုင်ရန်အတွက်ဝိညာဉ်ရေးရအခွင့်အာဏာကိုလက်တွေ့မှာသုံးပြီးရှောက်လှမ်းရန်လိုအပ်ကြောင်းရေးထားတယ်အင်္ဂါဝင်နေပေါင်းစည်းထားတဲ့အတင်းတော်က လောက်ဆောင်ရမည်အရာကတဲ့ကဲတင်ခြင်းကိုတက်သိခံယုံမကဖျားတခင်ရဲ့အောင်မြင်ခြင်းကိုလည်းတက်သိခံရလိုအပ်တယ်တဲ့အဲ့တော့ကျမကဘာရရှိလဲဆိုတော့လောကကားတိုင်းမှာကျမတို့အပြစ်တွေလူသားတခင်ယေရှုကအသေးခံတယ်တခင်ယေရှုနဲ့ဒူဖျားသားခရစ်တော်လည်းပါပါတယ်တုံးရမြောက်တဲ့နေ့မှာတခင်ယေရှုခရစ်တော်ပြန်ရှင်ပြန်ထမြောက်တဲ့အခါမှာကျမတို့ဝိညာဉ်လည်းတခင်ယေရှုနဲ့အတူရှင်ပြန်ထမြောက်တယ် ကောင်းဝင်ဘုံတက်ချက်တမ်းမှာရှိတဲ့ခမဲတော်ရဲ့လက်ရဘဲမှာထိုင်နေပြီးတော့ခမဲတော်ဖះကကျမတို့ဝိညာဉ်ထဲမှာရှိတဲ့ခရစ်တော် Christ in me အမြင့်ဆုံးပလင်တောင်ပေါ်ကိုချီးမြောက်တဲ့အခါမှာကျမတို့ဝိညာဉ်ထဲမှာရှိတဲ့ခရစ်တော်အဲ့ဒါ Christ in me ပေါ့နော်အဲ့ခရစ်တော်ကိုအမြင့်ဆုံးပလင်တော်ပေါ်မှာချီးမြောက်တဲ့အခါမှာခရစ်တော်ထဲမှာရှိတဲ့ကျမတို့က I in Christ ကိုလည်းဖះသခင်ကချီးမြောက်တာဖြစ်တယ်သခင်ခရစ်တော်ကိုဖះတကာတို့ရဲ့ဘယင် ဘယင်တကာတို့ရဲ့ဘယင်ဖရာတကာတို့ရဲ့ဖရာ အရှင်တကာတို့ရဲ့အရှင်အခွင့်တကူအာဏာအားလုံးကို ဖရာပေးခဲ့တာဖြစ်တယ်။အဲ့ဒီထိုအောင်မြင်ခြင်းကိုကျမတို့တက်တက်ခံပြောပြဖို့လဲလိုတယ်တဲ့။ဒီအခွင့်အာဏာကိုကျမတို့ကတုံ့တက်ရမယ်။ဥပမာပေါ့ရင်တင်းရဲကအလွန်အရင်အမြဲပြောတယ်နော်အဲ့ဘာလဲအကဲနဲ့အီးဟီကင်တို့စာရိမ်မှာ ရင်ထင်းရဲကတဲ့အလွန်သေးငယ်ပြီးညက်တော်လဲတဲ့သူ့ရဲ့ရင်ထင်းရဲဝတ်စုံကကားဘလောက်ကြီးကြီး तू ကရက်ဆိုရင်ရက်လိုက်ရတာပဲပေါ့နော်။ဒါကြောင့်ဆိုလဲဆိုတော့သူ့မှာဒီလူသူ့မှာဒီဝတ်စုံက authority သူ့ကိုပေးထားတာဖြစ်တယ်ပြီးတော့ဒီလိုပဲကျမတို့ကိုကျမတို့ကလည်းဖះနဲ့မှန်နေမယ်စာတန်ဝင်ပေါ့မပေးရင်ကျမတို့အแทးမှရှိတဲ့သခင်ယေရှုခရစ်တော်နာမအားဖြင့်ထိုစာတန်ကိုကျမတို့ကဟန်တာတားဆီးနိုင်မှာဆိုပြီးကျမရရှိတယ်ပေါ့နော် တဖက်၌အတင်းတော်သည်လူဤအကျိုးဆောင်ရန်နှင့်နောက်တစ်ဖက်ကစာရန်အပေါ်အောင်မြင်ရန်ဖြစ်တယ်တဲ့အဲ့တော့သခင်ယေရှုလောကမှာကျမတို့အတွက်လှုပ်ဆောင်ပြီးအောင်မြင်ခြင်းရယူခဲ့ခြင်းကယုံကြည်သူတွေအတွက်ဖြစ်တယ်လို့အင်္ဂါဝင်တွေပေါင်းစည်းထားတဲ့ခရစ်တော်ရဲ့ကိုခန္ဓာဖြစ်တဲ့အတင်းတော်အတွက်လည်းဖြစ်တယ်ခမည်းတော်ရဲ့ချီးမြှောက်ခြင်းခံခံရတဲ့အခွင့်တကော ပလင်အရိုက်အရာဘွဲ့နာမယာဒုအမွေများအလုံးကိုလည်းအသိတော်အားခရစ်တော်နဲ့အတူ တွဲဖက်ခံစားခွင့်ပေးခဲ့တာဖြစ်တယ်အဲ့တော့ဒါကြောင့်မို့လို့အသင်းတော်ကဖျားအခွင့်နဲ့အခွင့်တကိုးနဲ့လူရဲ့အကျိုးအတွက်ပြုစုပေးရမှာဖြစ်တယ်လို့စာတန်ကိုအောင်မြင်သောအသက်တာအဖြစ်နဲ့အသက်ရှင်ရမှာဖြစ်တယ်စာတန်ကိုဝင်ပေါက်ပေးလို့မရအောင်တော့ စာရန်ဝင်ပေါက်ပေးလိုက်တာနဲ့ကျမတို့အထဲမှာစာရန်ကလာပြီးနေရာယူပြီးတာနဲ့ကျမတို့ကကြာရှုံးတဲ့လူတွေဖြစ်မှာပေါ့နော်အဲ့တော့ကျမရရှိရလေးအနေငယ်နဲ့ဟိုပြောပြခြင်းနဲ့ပေါ့နော်လူသားတရားရာဂိုင်းနှုံးနဲ့လောကမှာမန်ငါးပါးကိုအောင်မြင်ခဲ့တဲ့သခင်ယေရှုကိုကျမတို့ရဲ့ role model အဖြစ်ထားပြီးအသက်ရှင်မှသာစာတန်ကိုအောင်နိုင်မှာဖြစ်တယ်။သခင်ယေရှုကသူ့အထဲမှာရှိတဲ့ခမဲတော်ဖခင် ဘာပြောစီခြင်းတလဲဘာလှုပ်စီခြင်းတလဲဘယ်သွားစီခြင်းလဲတွေကိုပဲတရားရာဂိုင်းနှုတ်နားခံပြီးတော့အသက်ရှင်ခဲ့သလို ကျမတို့ကလည်းကျမတို့ဝိညာဉ်ထဲမှာ ရှိတဲ့၃ပါးတပါးဖျားဘက်ကိုအစင်လှဲ့ပြီးအသက်ရှင်စီတတ်တော်ဝင်တော်ဖျားကို တရားရာဂိုင်းနှုတ်အသက်ရှင်ခွင့်ပေးပြီးအသက်ရှင်တဲ့အခါမှာကျမတို့ဟာစာတန်ကို အောင်မြင်တဲ့အင်္ဂါဝင်နေဖြစ်လာမယ်အဲ့ဒီခါမှာဥကောင်းတော်ခရစ်တော်ရဲ့အင်္ဂါဝင်နေဆုဆွေးထားတဲ့ အသင်းတော်ဖြစ်လာမယ်အောင်မြင်တဲ့အသင်းတော်ပေါ့နော်အင်္ဂါဝင်တချို့တူးချင်းစီကလည်းစာတန်ကိုအောင်မြင်တဲ့အသက်တာတည်တည်ရှိလာမှာပဲဖြစ်တယ်အဲ့တော့ဒီစာမျက်နှာ24 25 26ပေါ့နော်အဲကျွန်မရရှိတာလေးကိုကျွန်မအနေနဲ့စစ်စစ်ပါတယ်လို့ဩသခင်ယေရှုကိုရော့ကိုအချိန်တိုင်းတူအပ်ပါ၏အာမင်